ဗဟုဒေဝမနုဿသမင်္ဂလာနိအစဉ်တယောအာကံခမနာဒုက္ခနံဒီမင်္ဂလာမုဒ္ဓမံဗန္ဒေမြတ်စွာဘုရားဘုရားသာဝံတော်ဒေဝသနတ်တို့ဒီ၎င်းမနုဿသလူတို့ဒီ၎င်းဒုက္ခနံကောင်းသောအကျိုးတရားတို့ထင်ရှားဒီနေခြင်းကိုအာကံခမနာလူခြင်းတောင်းတာကုန်သည်ဖြစ်၍ မင်္ဂလာနေစည်းဝါချမ်းသာ၏တရားအကြောင်းဖြစ်ကုန်သောမင်္ဂလာတို့ကိုအာစိန်တယုံကြံစည်ကြပါကုန်၏ဩဒမံကောင်းမြတ်သောမင်္ဂလာမင်္ဂလာကိုပြု၏ဟောတော်မူပါလောအဘေဝနာသဘာလာနံပန္တိတာမင်းစသေဝနာပူဇာသပူဇာမေယနံဣဒံမင်္ဂလာမုဒ္ဓမံ ကာလနာလူမိုက်တို့ကိုအတိဝနာဇမမီဝဲမရှိကချင်းတိ၎င်းပန္ဓိဒါနံပညာရှိသူတို့ကိုတိဝနာဇမီဝဲရှိကချင်းတိ၎င်းပူဇဏီယာနာပူဇော်ထိုက်သူတို့ကို ပူဇာစပူဇော်ချင်းတိ၎င်းဧတံဤသုံးပါးသောတရားသည်ဩဒမံကောင်းမြတ်သောမင်္ဂလံမင်္ဂလာဝေတိ